ုံးပွဲမင်္ဂလာပါရှင်ဆရာမလေးကတော့အကြမ်းမြင်ဆရာမလေးအောင်မွေဖြစ်ပါတယ်ရှင်ဒီနေ့မှာလာဟောပြတလဲဟေးဆိုလို့ရှိရင်ဆန္ဒလပိုင်းစာအတွက်ကိုတနင်္လာသာသမီများအတွက်ကိုကောင်းခြင်းဆိုခြင်းတွေရဲ့ ပြီးလို့ရှိရင်အခက်ခဲလေးတွေရယ်ကိုကြုံတွေ့ရမယ့်အရာလေးတွေကိုလာရောက်ပြီးဆရာမလေးကလာပြီးပြောပြပေးတာဖြစ်ပါတယ်အဲ့တော့တနင်္လာသတိမှန်တဲ့ဟဲ့ဆိုရင်တယောက်တစ်ခေါက်နှစ်ခေါက်စီ share ပေးပြီးတော့ဆရာမဟောစာလေးမှန်ရင်မှန်တဲ့မှန်ရင်မှားတဲ့အာပြန်ပြီးတော့ comment လေးပြန်ပြီးပြန်ပြောပေးခဲ့ပါလို့ဆရာမနှစ်တာရက်ခံခြင်းပါတယ်ပြီးတော့ဆရာမလေးရဲ့ page အခု ဒီ TikTok account မှာလိမ့်ချပေးထားတဲ့ account တွေလေးကိုလာဟိုင်းပေးပါအရင်ကောက်ဟောင်းကဆံမမပြတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်လာစဉ်လာတိုင်းဆံမလေးရဲ့ဟောစရာလေးကိုသိချင်တဲ့လူတွေပေါ့နော်အဲ့တော့ဒီနေ့ကဘာလာပြောပြမလဲဘာတွေပြောပြမလဲဖြစ်ဆိုရင်တနင်္လာသားသမီးတွေကလည်းစက်တလပိုင်းစားအတန်းမှာတော့အတိုက်ခိုက်တွေညားခဲ့တယ်လို့ပူပင်တော့ကတွေညားခဲ့ငွေကုန်ကြေးကြတွေညားခဲ့စိတ်ညစ်စရာတွေညားခဲ့နေတဲ့အချိန်မျိုးလေးဖြစ်ခဲ့တယ်တဲ့အဲ့တော့စက်နလပိုင်းမှာဖြစ်ဆိုရင် ကံကောင်းခြင်းလေးတွေအေးချမ်းခြင်းလေးတွေကိုရရှိလာမယ်နော်သူများအတိုက်ခိုက်တဲ့ကနေလွတ်မြောက်လာမယ်ဟဲ့ဆိုတော့ကိုကြိုပြီးတော့ဆရာမလာပြီးနမိတ်ဖတ်ပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ဘယ်လိုပြောမလဲဟဲ့ဆိုရင်ဇမယခေါ်စတဲ့လေးတွေပေါ့နော်မန်ကန်အောင်ကိုစီကိုထိရောက်ကကောင်းချင်းများစွာရောက်လာအောင်ဆိုရင်ဇမလေးရဲ့အာ ပို့လေးကိုအသက်လေးတွေပေး like and share လေးတွေလုပ်သွားပေးပါလို့ပြောချင်ပါတယ်ရှင်။ကဲအဲ့တော့တနင်္လာသားသမီးများပြီလဲ12လပိုင်းခဲမှာဟေးဆိုရင်လုပ်ငန်းကိန်းကကုညီဖေးမမဲ့လူတွေပေါ်ပေါက်လာမယ်။လုပ်ငန်းကိန်းကကောင်းသောနေရာတွေကိုရွှေ့ပြောင်းခြင်း လှုပ်ယူရမယ်လှုပ်ဆောင်ရမယ်ဆိုတဲ့အနေအထားတွေကိုရောက်တယ်ပြောမယ်ဟိဆိုရင်ပြောင်းရွှေ့လိုက်တဲ့အလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးပို့လို့အဆင်ပြေလာမယ်လက်ရှိပို့အလုပ်နဲ့ပတ်သက်ပြီးပေါ့သူများအလုပ်ကိုလုပ်နေတဲ့လူပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကိုယ်ပိုင်အလုပ်ကိုလုပ်နေတဲ့လူတွေပဲဖြစ်ဖြစ်အလုပ်နဲ့ပတ်သက်ပြီးအကျိုးပေးခြင်းခံရမယ်ငွေရင်းကြီးနဲ့ပတ်သက်ပြီးကိုယ်ကမှငွေတွေအများကြီးဝင်လာမဲ့အနေထားတွေကိုရောက်ပါပြီရှင်ပြောမယ်လေဆိုရင်ကိုဆုံးရှုံးထားတဲ့အရာလေးတွေထွက်သွားတဲ့ငွေလေးတွေ ပြန်ပြီးတော့ရလာမယ်ဟဲ့ဆိုတဲ့အတိုင်းအတာထဲကိုရောက်ပါလေရှင်၁၂လပိုင်းဟဲ့ဆိုလို့ရှိရင်ဘယ်လိုပြောမလဲဟဲ့ဆိုရင်ကိုယ့်ရဲ့ကံစားတာတွေစေတနာတွေစစ်မှန်ခဲ့တဲ့အတွက်ကံစားတာတွေပြန်လဲမလာဖို့ကိုဆရာမမြင်ပါတယ်၁၂လပိုင်းတောင်မှဆိုရင်စိတ်ရဲ့လန်းဆန်းတက်ကြွမှုလေးတွေရရှိလာမယ်ကျန်းမာရေးနဲ့ပတ်သက်ပြီးနည်းနည်းတော့ညံ့တက်တယ်ကျန်းမာရေးညံ့တက်တယ်တဲ့အဲ့ဒီအချိန်မှာပေါ့နော်ဒါပေမဲ့လုပ်ငန်းကိန်းကစီးပွားရေးလူမှုရေးနဲ့ပတ်သက်ပြီးတော့ ကိုယ်မုံမာတယ်ဟဲ့ဆိုတဲ့လူတွေကစားအရင်ကကြည့်လို့မရဘူးဆိုတဲ့လူတွေကစားဒီ၁၂လပိုင်းထဲမှာကိုမကိုဖြစ်လာမယ်ရှင်เนาะအချစ်ရင်ထဲမှာဟဲ့ဆိုရင်လည်းအစတော့တော့၃နဲ့၄လို့ပဲဖြစ်နေတဲ့လူတွေတွေတနင်္လာသားသမီးတွေဒီ၁၂လပိုင်းထဲမှာအချစ်ခံဖို့ရှိပါတယ်ပြောမယ်ဟဲ့ဆိုပြက်ပြက်သားသားလုံးဝကိုကိုကိုယုံကြည်မှုအပြည့်နဲ့ပြတ်သားနိုင်တဲ့အနေအထားမျိုးရှိမယ်ပြောမယ်ဟဲ့ဆိုကိုဆက်တွဲမဲ့လူတီဟဲ့ဆိုရင်လည်းကိုကို ချစ်ပေးမဲ့လူမျိုးเนาะသူ့စီကနေကိုကအချစ်ပြီးွားစွာရတယ်ဆိုတဲ့အနေထားလေးကိုရောက်မယ်တကယ်လို့ပေါ့အဲ့ဒီလူဒီကိုယ့်ပေါ်မှာမကောင်းဘူးဟိတ်ဆိုရင်လည်းကိုယ့်ရဲ့စိတ်ကနေပြီးပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပြီးတော့အဲ့ဒီလူစီကနေလုံးဝခွက်ခွာသွားနိုင်တဲ့ဆုံးဖြတ်ချက်တွေကိုရရှိမယ်လို့ဆရာမမြင်ပါတယ်ရှင်အဲ့တော့ဆက်နှစ်လပိုင်းထဲမှာငွေကန်လေးတွေနဲ့ပတ်သက်ပြီးဟိတ်ဆိုရင်မမျော်လင့်ပဲငွေတွေကဝင်လာမယ်လုပ်ငန်းကိန်းကလေးတွေနဲ့ပတ်သက်ပြီးလုပ်ငန်းကိန်းကလေးတွေက စပေါ့နော်။ကုညီပေးမမဲ့လူတွေရောပြောင်းရွှေ့ဖို့အလုတ်ကောင်းလေးတွေကအစ။အဲဒီနေရာမှာအလုတ်ကောင်းတဲ့လာလုတ်ပါဟေးဆိုပြီးတော့အဲ့လိုကိုယ်ဆွဲဖော်မဲ့လူညွန်ကြားမဲ့လူတွေတွေပေါ်ပေါက်လာမယ်တဲ့။နော်ဆန္ဒလပိုင်းထဲမှာအဲ့တော့ဒါပေမဲ့ဆန္ဒလပိုင်းထဲမှာတခုစိမ့်ဟေးစရာရှိတာကပါလေဟေးဆိုရင်ငွေဝင်မယ်ငွေထွက်များမယ်။ ဒါပေမဲ့တံပိုးကြီးသောပစ္စည်းအောက်စာတွေဝင်မဲ့ဆက်ပစ္စည်းเนาะဆက်ပစ္စည်းနဲ့ပတ်သက်ပြီးရွှေနဲ့ပတ်သက်ပြီးခြံနဲ့ပတ်သက်ပြီးအိမ်လေးတွေနဲ့ပတ်သက်ပြီးတိဆောက်တာမျိုးပေါ့တိုက်အမြောင်တွေတိဆောက်ရမယ့်အနေအထားမျိုးရှိတယ်တဲ့ပြောမယ်လေဆိုလူလွတ်တွေဟိဆိုရင်လည်းပဲမင်္ဂလာသတင်းလေးတွေကြားရမယ်မမျော်လင့်ပဲအိမ်အောင်ကြားသွားတော့ပြီမမျော်လင့်ပဲနဲ့မင်္ဂလာအကြီးကျယ်ခန်းတော့ပြင်ဆင်လိုက်ရတာမျိုးအဲ့လိုမျိုးလေးတွေကြုံရမယ်ရှင်เนาะပြီးတော့ ခยีနဲ့ပတ်သက်ပြီးခยีအသွာလာလေးတွေအများဆုံးကြုံရမယ့်အနေအထားရှိပါတယ်အဲ့တော့သွားလိုက်တဲ့ခยีနဲ့ပတ်သက်ပြီးရောအဆင်ပြေမလားကောင်းမလားဆိုတော့အရန်ကောင်းပါတယ်ဘာကြောင့်လဲဆိုရင်လွန်ခဲ့တဲ့လတွေအကြောင်းရှင်တနင်္လာသားသမီးတွေအရန်နေပိန်ပိုင်းခဲ့တဲ့အတွက်ဒီချိန်မှာအနားယူပြီးတော့ ကိုခကြီးလေးအလုတ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ခကြီးလေးထွက်လိုက်တယ်ဖြစ်ဆိုကိုယ့်ရဲ့စိတ်ကပေါ့ပါလန်းဆန်းသွားပါလိုက်မယ်ရှင်အဲ့တော့စာမိုးပွဲတွေနဲ့ပတ်သက်ပြီးဖြစ်ဆိုနေတဲ့လူတွေတွေနေဆိုရင်လည်းစာမိုးပွဲနဲ့ပတ်သက်ပြီးဒီချိန်မှာစိတ်ကတီကြည်လာပဲကြည်လင်လာတဲ့အတွက်ကြောင့်မလို့အဲ့ဒီအရာတွေကစာကောင်းတဲ့ကတစ်ခုပြီးတစ်ခုထွက်လာမယ့်အနေအထားမျိုးရှိတယ် ပြီးလို့ရှိရင်နိုင်ငံရဲ့အချောင်းအထွက်ခွာဖို့ဖောင်းတင်ထားတဲ့လူလေးတွေဟဲ့ဆိုရင်လည်းပဲနိုင်ငံရဲ့အချောင်းဖွက်နိုင်တဲ့အခွင့်အလမ်းလေးတွေကြုံလာမယ်ရှင်နော်ဆက်တဆက်နှက်လာပိုင်းထဲမှာပေါ့နော်ဒါပေမဲ့တခုရှိတာကကိုစင်ပြေလာပြီငွေနဲ့ပတ်သက်ပြီးအစိပ်ပြေလာပြီငွေလေးတွေဝင်ကောင်းလာပြီလုပ်ငန်းလေးတွေပုံမှန်လက်ပတ်နိုင်လာပြီလည်းအစိပ်ပြေလာပြီဆိုတာ ਨੇ မိသားစုရဲ့ကိစ္စကိုတော့တတိထားပါ မိသားစု အနောက်အရှက်လေးတွေပေါ့နော်စိတ်တော်ကောင်းမှုလေးတွေရောက်လာမယ်လို့ဆရာမမြင်ပါတယ်။ဘာကြောင့်လဲမေးဆိုရင်တနင်္လာသားသမီးတွေကမိသားစုအင်မတန်မှငဲ့ွက်တက်တဲ့လူလေးတွေဖြစ်ပါတယ်။သူတို့ကအပြောတာမချို့တာတဲ့။အပြောနဲ့ရင်ထဲက စကားဘယ်လိုပြောမလဲနှောက်တာပြောလိုက်တဲ့စကားလုံးနဲ့ရင်ထဲမှာရှိတဲ့စကားလုံးကမတူညီဘူးတဲ့သူတို့တွေကရင်ထဲမှာကြာလို့ရှိရင်အရန်တိတ်ဝေနူးညံ့တတ်တဲ့အစွဲလန်းကြီးတတ်တဲ့ကုညီဖေးမချင်တဲ့စိတ်ကလေးတွေရှိတတ်တဲ့တဲ့တင်းလာကားသမီးတွေကကိုယ့်ရဲ့မောင်နှမညီကိုမောင်နှမမိသားစုကိုခင်ဆိုနေငါပဲပြောမယ်ကျန်တဲ့လူလုံးဝလာ ပြောဖို့စိတ်မကူနဲ့ဆိုပြီးအဲ့လိုမမမမရက်တင်နိုင်စွမ်းရှိတဲ့လူမျိုးတွေဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်ညီကိုမောင်နှမတွေဆိုတော့ဒီတော့တော့ဆိုးရတာငါမလုပ်ပေတော့နင်းနဲ့ငါတော့လုံးဝပြတ်ပြီးလို့သူတို့ကအဲ့လိုတွေဖြတ်တတ်တယ်ဒါပေမဲ့အဲ့လူဒုက္ခရောက်ကြည့်အရှိ ့ဆုံးကရောက်သွားတာအဲ့တင်းလာသားသမီးတွေ ်ရှင်เนาะဒါပေမဲ့ကိုယ့်အတွက်ဟေ့ရောဆိုရင်အဲ့လူကတိမမပြုတ်တဲ့အနေထားထဲမှာရှိတယ်ပြောလိုက်ရင်သူတို့တွေပဲကိုညင်ခဲ့တာကိုကကိုညင်မှုတွေမရှိဘူးအဲ့လိုမျိုးညီကိုမောင်နှမကျွန်တော်ပတ်ချလဲတက်တဲ့အချစ်ရင်နဲ့ပတ်သက်လာပြီလေဆိုရင်လည်းသူတို့ကပေးဆက်နိုင်စွမ်းတော့ရှိတယ်ဒါပေမဲ့အပြောမချိုတတ်ဘူးတနေ့ကသားသမီးတွေကဘယ်လိုပြောမယ်ဟေ့ဆိုရင်ဆရာလောက်တောင်မစိုက်တတ်ဘူးငါရဲ့ရဲ့အောင်မှာညင်ညင်လေးနဲ့ငါပြောတဲ့စကားနေနာထောင်ပြီးနေသွားမလားတသက်လုံးနေသွားနေငါအခုပင်တော့ကမရှိပဲနဲ့ငါထားပေးမယ်ဒီအဲ့လိုပုံစံမျိုးငါထက်တာမတက်လာနဲ့ငါထက်ကြီးတဲ့စာဟုတ်တာနေထုတ်မလာနဲ့ထုတ်လာပြီလေဆိုရင်အဲ့လူ နဲ့တနင်္လာသားလမ်းခွဲရလို့သာမှတ်ပါ။ဘာကြောင့်လဲဆိုတနင်္လာသားသမီးတွေကဆုံးဖြတ်ချက်တွေညံဆန်ဆုံးဖြတ်ချက်တွေမှန်ကန်တတ်တယ်။လုပ်ငန်းငယ်ငယ်နဲ့ပတ်သက်ပြီးတိကျမှလည်းလုပ်ရတယ်လို့အပြောဆိုနဲ့ပတ်သက်ပြီးသူတို့ပြောလိုက်တဲ့အရာတွေမှာတပြားတောင်းဝန်ယူမှုတွေရှိတယ်။တောင်းဝန်ခံမှုတွေရှိတယ်။ပြီးလို့ရှိရင်ဘယ်လိုပြောမလဲဆိုတနင်္လာသားသမီးတွေကလေအဲ့ဒီ လုံနေတဲ့အရာမှားနေတယ်သူတို့လုံတဲ့အရာကိုမှားနေတယ်ဟေးဆိုရင်တော့မရှိလို့လက်ညှိုးတို့သွားပြောဖို့စိတ်မပူနဲ့သူဟာနဲ့သူပဲအဲ့ဒီမှားတဲ့အတိုင်းကိုဝှက်ပတ်လဲပတ်ပြီးတော့ပြန်မှန်အောင်ပြန်လုပ်ယူတတ်တယ်လူမျိုးပြောမယ်လေဆိုစကားတော့အရန်ကိုပဲဘယ်လိုပြောမှန်းဖြတ်ထုံးညံကောင်းတဲ့အထက်အဲမှာပါတယ်သူတို့ကဖြတ်ထုံးညံကောင်းတဲ့ဥပမာစက်ပျက်စီနဲ့ပတ်သက်ရင်ဆိုရင်တနေ့လာသားသမီးတွေကစက်ပျက်စီနဲ့ပတ်သက်အရန်ချိုးပေးတဲ့အထက်မှာပါတယ်အဲ့လိုညံကောင်းတဲ့အတွက်ကြောင့်ဘို့လို့ပေါ့နော်အဲ့တော့တနေ့လာသားသမီးကပေးဆက်ပြီးဟေးဆိုရင်သူများနဲ့မတူဘူးပေးဆက်တတ်တယ်ဒါပေမဲ့တနေ့လာသားသမီးတွေကဘယ်လိုပြောမှန်းနောက် ့ကြောင့်တွေ့လိုက်မှာလေဆိုရှင်မိသားစုရဲ့ down တော်တော်ခံရတတ်တယ်အိမ်လုံးရဲ့အခြေအနေနဲ့ပတ်သက်ပြီးကိုယ်ပေးလိုက်တဲ့မြအသေးသေးရေတော်ဆိုတဲ့အခြေအကမျိုးကိုတို့ကကြော်ပြခဲ့ရတတ်တယ်ပြောမယ်လေဆိုတို့ကအလုတ်ကိုတော့မကြောက်တတ်ဘူးအလုတ်မရှိမှပဲကြောက်တတ်တဲ့လူမျိုးလေးတွေဘယ်လိုပြောမလဲဂုံရှိစွာနေတတ်တယ်အိမ်ကြီးရှိစွာနေတတ်ထိုင်တတ်တယ်တခါတလေမှာစိတ်လို့ကိုလောက်နေတတ်ပြောတတ်ဆိုပဲတို့ဘဝကိုပြည့်စည်အောင်တော့ဘယ်တော့မှမလုပ်ဘူးသူများထိထိုက်လက်အောင်လည်းပဲလုံးဝမလုပ်တတ်ဘူးဒါပေမဲ့ ွန်တို့ကိုထိခိုက်ပါစေပျက်စီးပါစေဆိုပြီးတော့တိုက်ခိုက်တဲ့လူတွေကသူတို့ကြွေးတဲ့မွေးလိုက်တဲ့လူတွေကသူတို့အငြင်းတိုင်းတိုက်ခိုက်နေတတ်တဲ့အနေအထားမျိုးတွေကိုရောက်တယ်တဲ့အဲ့တော့တင်းလာသားသမီးတွေအထူးသတိထားပါပငယ်ချင်းပေါင်းတင်မိသားစုရဲ့ရန်အဲ့ဒါကိုတော့သတိထားရမယ်။ဘာကြောင့်လဲဆိုတင်းလာသားသမီးမှာရှားပါဆုံးအရာကလည်းမိသားစုရဲ့လွေထွေးမှုနဲ့ကောင်းသောတငယ်ချင်းမိုက်ဆွေတွေပါရှင်။ငွေရတော့သူကရွှေမရှားမွေမရှားတဲ့လူတွေတွေအဲ့တော့ဆက်ဆက်နှစ် ပိုင်းထဲမှာလှုပ်ယူရမယ်ရတရားလေးကပါလဲဖြစ်ဆိုရင်ခုနှစ်ရက်သာသမီပုံမဟုတ်ခလေးခုနှစ်ရောက်ကိုရေခဲမုတ်လေးဝယ်ကျွေးပါရေခဲမုတ်လေးဝယ်ကျွေးလိုက်တဲ့အတွက်အေးသောအေးမြသော နော်အေးမြသောဘဝကိုရရှိပါစေအခုပဲတော့ကများအားလုံးငြိမ်းချမ်းပြီးအေးချမ်းစွာနေရပါလို့ဆိုပြီးဆုတောင်းပြီးလို့ရှင်အဲ့ခလေးခုနှစ်ယောက်ကိုရေခဲမုံလေးဝယ်ကြည့်လိုက်ပါရှင်ပြီးလို့ရှင်တနင်္လာသားသမီးများလက်ပိတ်နေလားကန်ပိတ်နေတာစီးပွားရေးနဲ့ပတ်သက်ပြီးအဆင်မပြေတာညုံနေရလားငွေဝင်ပြီးငွေဝင်မြဲမှုဖြစ်နေတာအချစ်ရေးနဲ့ပတ်သက်ပြီးအကြံများနေတာလားသူများအတိုက်ခိုက်ပေးများနေတာလားဈေးရောက်ဈေးဝယ်မကောင်းဘူးလားဇမစီမှာဒီလိုမျိုးအဆောင်လေးတွေနဲ့လက်လာဖွဲ့ပါရှင်ထိုင်းနိုင်ငံတနိုင်ငံပဲပို့ပေးပါတယ်ပို့ခပရိ င်းနဲ့ပို့ပေးပါတယ်လိုချင်တဲ့လူများလာရောက်ဝင်များနိုင်ပါတယ်ဆ iam စီမှာပေးနေလာမေးတဲ့လူတွေမမှန်ရင်ဘသူဆီယာမှာတပြားတစ်ချက်မှမယူဘဲနဲ့အာမခံတဲ့ဆ iam မှာဟောပေးတယ်ဖြစ်ပါတယ်ရှင်အဲ့အားလုံးကိုဆ iam ကဟောပြောလိုက်တဲ့စကားလုံးချင်းကိုတောင်းဝင်ယူတောင်းဝခံနိုင်စွမ်းရှိပါတယ်အဲ့တော့ယုံကြည်စိတ်ကြစွာနဲ့လာရောက်ဝင်မြန်ဆက်သွယ်နိုင်ပါတယ်ရှင်ဆ iam လေးရဲ့အကောက်တက်ကိုလာပေးပါလို့မြတ်တရားခံချင်ပါတယ်ဂျေစုတင်ပါတယ်ရှင်